ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးဟာဗာနဲ့တူလဲဆိုရင်ကျွန်တော်တို့စီးကျင်တဲ့ကိုင်းနဲ့တူတယ်ပေါ့နော်ကျွန်တော်တို့သွားကျင်တာကိုမောင်းနှင်ပေးရဲ့ကိုင်းနဲ့တူ is very key ဒါပေမဲ့ကိုယ်ကားကိုကိုယ်လစ်လျူရှူထားတာအများကြီး ိတ်ကိုပိုင်ရင်ကိုကျွန်တော်တို့ကဘာလုပ်ပေးဖို့လို့လဲဖုံတုပ်ပေးဖို့လို့ရဲ၊ကားရေးစီးပေးဖို့လို့ရဲ၊အဲဘိန်းပေါက်နေဘိန်းဖာပေးဖို့လို့ရဲ something physical ကိုလည်းဂယူဆိုင်ဖို့လိုအပ်တယ်။အဲ့ကမောင်းနိုင်မှုအတွက်ကိုအသုံးပြရတဲ့ဟာကဘာလဲဆိုရင်ကျွန်တော်တို့ petrol taxi ပေါ့နော်။ taxi လိုအပ်တယ်။ ကားကြီးပဲရှိပြီးစီမရှိဘူးဆိုလို့ရှိရင်လေကျွန်တော်ဘယ်လမ်းဘယ်ခရီးကိုမှ ရောက်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကျွန်တော်တို့ရဲ့ physical vehicle ကိုအမြဲတမ်းလိုလို in touch ဖြစ်နေခြင်းဟာလေကျွန်တော်တို့ရုပ်ကို in touch ဖြစ်နေတဲ့တဖြည်းဖြည်းချင်းစိတ်နဲ့ပါ connection ဖြစ်လာပြီးရဲ့အခါမှာနောက်တစ်ခုလူဟာပေါ်ပါတယ် relax ဖြစ်တယ်ဘယ်နေရာမှာပါရှိလဲဆိုတော့အဲကိုယ်ခန္ဓာကို ရဲ့ blockage တစ်ခုခုကိုကိုဟာပြန်ပြီးတော့ check in လုပ်လို့ရတယ် reflect လုပ်လို့ရတယ် and then next ဘာထပ်ဖြစ်လို့ရလဲဆိုရင်လူတွေဟာကိုယ်ခန္ဓာကိုအဲကိုင်နေဆိုလို့ရှိရင်တချို့ဆိုရင် allergy ရှိရဲအဲကိုင်ရတာကိုတက်တောင့်တက်တာမဖြစ်လို့မကိုင်တဲ့သူတွေလည်းအများကြီးရှိရဲ့ ိုကိုကို touch မလုပ်ကြဘူးကိုကိုကိုဟိုမချစ်ကြဘူးပေါ့နော်ဆိုတဲ့အချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကိုကကျင်ကျင်နာနာ kind lovely kind နဲ့မေတ္တာလေးပေးပြီးချစ်တဲ့အချိန်မှာ you give your full love to yourself ကိုကိုကိုမေတ္တာအပြည့်ပေးနိုင်တဲ့သူတယောက်ကသူများစီရမေတ္တာကိုတိတ်ပြီးတော့လိုက်မရှာတော့ဆိုတော့ကျွန်တော်တို့တွေ relationship ပြဿနာတွေအများကြီးဖြစ်ကြရတယ်။ relationship ပြဿနာဆိုတဲ့နေရာမှာဒီလဆိုရင်ကျွန်တော်တို့ mentorship group မှာ relationship healing လုပ်တယ်။ဆိုတော့ relationship ပြဿနာတစ်ခုမှာတမိစားပဲဖြစ်ဖြစ်အိမ်ထောင်တယ်ပဲဖြစ်ဖြစ်အဲ and then next အာတာတမိနဲ့မိပါပဲဖြစ်ဖြစ်အဲ့ဒီအချိန်မှာပါလဲဆိုကိုကိုတိုင်းအပြည့်အဝမချစ်တဲ့သူတွေဟာကိုကိုတိုင်းအပြည့်အဝချစ်ချင်းမြတ်တာတရားကိုမပေးရတဲ့မပေးထားတဲ့သူတွေဟာသူများစီကချစ်ချင်းမြတ်တာကိုအစမတန်လိုချင်ပြီးသွားတဲ့အချိန်မှာလူတိုင်းကတော့မြတ်တာငတ်တာပေါ့ဒါတဘာဝပဲဒါပေမဲ့ဟိုလိုတာထပ်ပို့ပြီးတော့သူများစီကမြတ်တာကိုပို့လို့ ို့လို့ချင်းကြတယ်ဒါပေမဲ့ကိုကိုကိုမေတ္တာပေးဖို့ကိုကြတော့မေ့နေကြတယ်ဆိုတော့ကိုကိုကိုမေတ္တာမပေးတတ်တဲ့အချိန်မှာသူများစီကမေတ္တာရဖို့မျှော်လင့်တယ်မရတဲ့အခါမျိုးမှာဆိုလို့ရှိရင်တယောက်နဲ့တယောက်ဟာအာပြဿနာတွေဖြစ် conflict တွေဖြစ်သားသမီးနဲ့မိဘကြားလက်မယားနှစ်ယောက်ကြားသမီးစားကြားအစာရှိတဲ့ဖြစ်ပြဿနာတွေအမျိုးဆုံးဖြစ်ကြတယ်ဆိုတော့ချစ်ချင်းမေတ္တာတရားတွေ သူများကကိုကိုပေးမှရတာမဟုတ်ဖဲနဲ့ကိုကိုကိုအပြည့်အဝပေးနိုင်နေတဲ့အချိန်မျိုးမှဆိုလို့ရှိရင်ဒါဟာပိုပရော complete ဖြစ်တဲ့အခါမှာကိုကလည်းသူများကိုပြည့်ပြည့်ဝဝပြန်ပြီးတော့ချင်နိုင်တယ်